ထမင်းဆက်ပကံလောက်ကောင်အောင်စားလို့ကောင်းတဲ့ကြက်တောက်မှန်ပြီးရအဆက်ချက်လုံးလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးကြက်တောက်မှန်လေးတွေကိုချက်တဲ့အခါအရသာပိုးဝင်အောင်လို့အလဲကနေကက်ကြီးလေးနဲ့ညှက်ထားပေးလိုက်ပါမယ်။နောက်ထပ်ပအဝင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲ။ပြီးရင်တော့အရသာအတွက်ပဲငတ်ပြရဲ့အကြီးနှစ်စွန်းပဲငက်ပြရဲ့အနောက်ခယူစီ ကျက်သားမုံငါမျိုးဆက်မဆက်လားငရုတ်ကောင်းမုံကောမုံထည့်ပေးပြီးနှံ့သွားအောင်တေချာလေးနေထားပေးလိုက်ပါမယ်ပိုးထဲမှာစီထည့်ပေးပြီးစီပူလာပြီးဆိုရင်တော့ခဏနှက်ထားတဲ့ကျက်သားလေးတွေကိုအယောင်ပြောင်းလာတဲ့အထိကြော်ပေးလိုက်ပါမယ်ရသွားရင်တော့ဆယ်ထားပေးလိုက်ပါ နောက်ဦးတစ်လုံးထဲမှာစီပူအောင်ထပ်တယ်ပေးပြီးချစ်တုံဖြူငရုတ်တီးဂျင်းထည့်ပြီးတော့မွေးလာအောင်ကြော်ပေးလိုက်ပါမယ်။အနံ့မွေးလာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ချက်သားလေးတွေကိုထည့်ပေးပြီးတော့နှံ့သွားအောင်တေချာလေးမွေးထားပေးလိုက်ပါမယ်။ပြီးရင်တော့ပဲငံ့ပြားရဲ့အကြီးပဲငံ့ပြားရဲ့အနောက်ခယူစီပဲငံ့ပြီးငရုတ်တီးမုံထည့်ပေးပြီးမွေးလာအောင်ထပ်ကြော်ပေးလိုက်ပါမယ်။ နောက်ထပ်မနေ့ကဝယ်ထားတဲ့ဘီယာလေးဖောက်တက်ပေးပြီးတော့7မိနစ်လောက်ချက်ထားပေးလိုက်ပါမယ်။နောက်ဆုံးကျွတ်သွမ်းမိတ်လေးဖြူပေးပြီးနနမိတ်လေးပါထပ်ထပ်ပေးပြီးသွားရင်တော့အရန်ကိုမွေးပြီးစားလို့ကောင်းတဲ့ဘီယာချက်တောက်မှန်အဆက်ချင်းလေးကိုရပါပြီနော်။